အပန်းရှင်မိသားစုများတွင်ဟလာမစိုးရင်ကြောက်တတ်ကြီးမှာထပ်ပနာထားတယ်ဆိုတာအမတမ်းမှညံကြီးတဲ့စိတ်နဲ့ထပ်ပနာထားတာရှင်းရှင်းသောပုံကိုယ်တွေမစိုးရင်ကြောက်တတ်ကြီးကိုတွေ့ခဲ့ကြဒါပေမဲ့တဘာဝဘေးရနေလို့ခေါ်တဲ့ငလင်ဘေးကြီးတိုက်ခိုက်လိုက်တဲ့အခါမှာကြောက်တတ်ကြီးပြိုပြသွားတယ်ပြိုသွားတယ်ဆိုတော့အဲ့လိုပြိုသွားတဲ့အချိန်မှာဇွဲတဲ့ရွှေဆိုင်ပန်းရှင်မိသားစုများကကန်ထူးပြီးတော့တရားတရားနဲ့အမတမ်းမှအားကြီးတဲ့အတွက်သူတို့တွေခစ်တဲ့ကြောက်တာရဲ့ကဖြစ်ခွင့်ရသွားတယ် ရခဲ့တဲ့ခွင့်ရရသွားတယ်ဆိုတော့ဗျာဒါကဟိုပတ်စံရှိုံနဲ့မရဘူးလေတရာတရားလည်းရှိရအဲ့ဒီတရာတရားကလည်းပဲတကယ်ကိုနက်နဲတဲ့တရာတရားဖြစ်ရဒီလိုတရာတရားဖြစ်မှလာလည်းပဲခုလိုတိမ်ပေါင်းမြောင်များစွာကိုလှူဒန်းနိုင်မှာဖြစ်ပါထို့ကဲ့သို့သူကလှူဒန်းတဲ့အပြင်ကိုဒါလှူတဲ့နေရာမှာနှမျိုးရှိတယ်ပေါ့နော်တာမန်ကုစုကိုလှူရင်အဲ့ဒီကုစုကြီးတန်တရာလဲကြောင်းတယ် ပါရမီဖြစ်စေတဲ့ကုသိုလ်ကောင်းမှုကိုလှူမတာရင်တန်တရာပြတ်ကြောင်းတဲ့နော်အဲ့တော့ဇောတဲ့ရွှေသားမချင်းမိသားစုများကတန်တရာပြတ်ကြောင်းအဲ့ဒီတန်တရာပြတ်ကြောင်းလှူလှူတယ်ဆိုတာကဘလို့သိပြီလို့ ਆ လဲမိမိတို့ယာရတဲ့စီစဉ်ဥစ္စာတွေကမမြဲဘူးဆိုတဲ့နိစ္စဝိပဿနာဉာဏ်ရဲ့သဘောတရားကို နားလည်တဲ့ပုဂ္ဂိုလ်ဟာပုဂ္ဂိုလ်မှသာလည်းဒီလိုလှူနိုင်တာရတယ်နော်အဲ့တော့ထပ်ပနာထားတယ်ဆိုတဲ့နေသားမှာဘာကြောင့်ထပ်ပနာထားတာလဲဆိုရင်တချင်းချင်းမှာသူတို့တွေမရှိတော့တဲ့နောက်နှစ်ပေါင်းကာလများစွာမှာယခုကဲ့သို့ တဘာဝဘေးရန်တရေတွေမကြနိုင်ဘူးလို့ပြောလို့မရဘူး။ကဲ၍ကြားခဲ့သည်ရှိတော့အဲ့ဒီကြောင်းတကြီးကိုပြန်လဲပြုတ်ပြင်တဲ့ပုံကိုယ်တွေအားလည်းပဲဇဲတဲ့ရွှေတိုင်းပိုင်ရှင်မိသားစုလိုပဲဖြစ်ဖို့ဆိုရင်ဘာလုပ်ခဲ့မှရမှာလဲ။ထပ်ပနာထားခဲ့မှရမှာပေါ့။ထပ်ပနာထည့်ခဲ့မှရမှာပေါ့။ထပ်ပနာထားတယ်ဆိုတာတစ်ချိန်ချိန်မှာယခုကဲ့သို့တဘာဝဘေးရန်တရေတွေကြောင့်ဒီကြောင်းတကြီးပြိုပြက်ပြက်စီသွားတယ်ဆိုရင်မိမိတို့ထပ်ပနာထားခဲ့တဲ့စိန်ရွှေငွေကြောက်တံပရမများတွေကို ထုကွေးပြီးတော့အဲ့ဒီကျောင်းတိုင်ကြီးကိုတစ်တပံပြန်လဲပြီးတော့တီဆောင်လို့ရတယ်အဲ့ဒီချိန်မှာကျောင်းတာရဲကအစ်စ်ထက်ရှားစရာမလိုတော့အဲ့ဒီချိန်မှာလည်းပဲကျောင်းတာရဲကဘယ်သူပဲဖြတ်ဖြစ်မှာတော့ဇွဲတဲ့ရွှေတိုင်ပန်းရှင်မိသားစုများပဲဆက်လက်ပြီးတော့ကျောင်းတာရဲကဖြစ်မှာဒီအကျိုးကိုမျောကိုလိုလားပြီးတော့ထပ်ပနာထားတာဗျတကယ်အမှန်တမ်းမှာသူတော်ကောင်းကြီးသူတော်ကောင်းစိတ်သက်ရှိတဲ့ပုဂ္ဂိုလ်တွေ ဘာသာရေးသိဉာဏ်အမှန်တမ်းရှိတဲ့ပုဂ္ဂိုလ်ကိုပြောလို့ရတယ်နော်ဇက်တက်ရွှေတိုင်းပါရှင်မိသားစုတွေဘုံဘုံတို့အဲ့ဒါကိုကြည့်ပြီးတော့သာဓုခေါ်ခွင့်ရအဲ့တော့ဘုံဘုံတို့ကဇေဒဝန်ကျောင်းတော်ကြီးကိုနာရမေဒီလူတဲ့ကံမှာဇေတမင်းသားရဲ့ပိုင်ဆိုင်တဲ့ဥယျင်ချမ်းမြေကိုတပြာအပြည့်ခင်းပြီးတော့နာရမေဒီကြီးကလူဝယ်ရတာဆိုတဲ့ຢာကိုစာထဲမှာပဲဖတ်ဘူးတာအော်အခုဇွဲတဲ့ရွှေတိုင်းပန်းရှင်မိသားစုတွေ ဒီမစိုးရင်ကျောင်းတိုင်ကြီးကိုတိမ်မုံမြောင်များစွာကုန်ကြခံပြီးတော့ကျောင်းတာရဲကပြည်သူတို့တူတန်းတယ်လို့နောင်နောင်တစ်ပေါင်းများစွာသူတို့တွေမရှိတော့တဲ့ချိန်ကာလမှာဒီကျောင်းတိုင်ကြီးကဲ၍ယခုကဲ့သို့တဘာဝဘေးရန်တရေတွေကြလာခဲ့သည်ရှိတော့သူတို့တွေပဲကျောင်းတာရဲကဆက်လက်ပြီးတော့ဖြစ်ချင်တယ်ဆိုတဲ့စိတ်နဲ့စိန်ရွှေငွေကျောက်တံပဒံများတွေကိုထပ်ပနာထားတဲ့အထိဟိုလူတန်းတဲ့ကုသိုလ်ရှင်တွေတွေ့ရတဲ့အခါမှာအော်နာရဘိတ်တထေကြီး ဇေရဝုန်ကျောင်းတော်ကြီးကိုရွှေအပြည့်တပြားအပြည့်ခင်းပြီးတော့လူတန်းနာကိုစောက်ထဲမှာပဲတွေ့ခဲ့မှုမယ်ယခုအဲ့ဓာတွေကိုမြောင်းဝါထင်တွင်တွေ့ခွင့်ကြားခွင့်မြင်ခွင့်ရလိုက်သလိုပါပဲလားဆိုပြီးတော့ဝမ်းမြောက်ဝမ်းသာတာတုခေါ်ခွင့်ရတာဒီတာတုခေါ်ခွင့်ရဖို့အတွက်ဒါဘဝခန္ဓာတွေရတော်တော်ကုစုကောင်းကံမှာဒီကုစုကောင်းမှုတွေကိုမြင်ခွင့်ရတာကြားခွင့်ရတာတာတုခေါ်ခွင့်ရတာဖြစ်တယ်ဒါကြောင့်တာတုခေါ်ရမှာတချို့ကသွားပြီးတော့ဗားတဲ့တော့အတော်လုံးမဲ့စားတဲ့စင်ရံနံပါတ်တဲ့ ဆင်းရဲနှမ်းပါတဲ့ပုံကိုယ်တွေကိုလှူလိုက်တာမှာကြိုးရှိအောင်ပဲဆိုပြီးတော့ဘာသာရေးသိဉာဏ်မရှိတဲ့ပုံကိုယ်တွေကသွားပြီးတော့ဝေဖန်နေတာသွားမဝေဖန်တဲ့အဲ့ကြောင့်ပါသိနေတော့အပြစ်အမှန်တမ်းမှကြီးတယ်ဟိုကကုသိုလ်ရှင်ကြီးပါရမီရှင်ကြီးအမလေးဟိုကပါရမီရှင်ကြီးအောင်မလေးအဲ့ဒါကိုသွားပြီးတော့မဝေဖန်မိသေးနဲ့နော်သူများဝေဖန်နေသွားမဝေဖန်မိသေးနဲ့ပါရမီရှင်ကြီးအဲ့ဒါကိုမူရိတာကုသိုလ်လာတာတို့ခေါ်လိုက်အဲ့ဒီမှာကြီးစက်ဘလောက်အံ့ဩစရာကောင်းလဲသူတို့နဲ့တိတ်ဘဝတိတ်ခန္ဓာတွေမှာကုသိုလ်တွေတူတူပြုခဲ့တဲ့ ါရမီရှင်တွေပဋ္ဌံဆက်တွေပဋ္ဌံဆက်ရေးဆက်ရှိကြတဲ့ပုံကိုယ်တွေများစွာထပ်ပြီးတော့တွေ့ရပြန်တယ်။သူတို့လိုပဲဟလာကြောက်စိမ့်တွေပါဝင်ပြီးတော့လူတန်းတွေမင်္ဂလာဦးမှာရထားတဲ့လက်စွပ်တွေရွှေတွေပါဝင်ပြီးတော့လူတန်းပြီးတော့ထပ်ပနာပြုကြရဲဆိုတော့သူတို့နဲ့ပဋ္ဌံဆက်ရေးဆက်ရှိကြတဲ့ပုံကိုယ်တရပါတွေကအများကြီးပေါ်လာတွေ့လား။ဘောကမှအဲ့ဒါပဲကုစုကောင်းမှုတွေကိုများများပြုရတယ်။ပြုတဲ့နေရာမှာလည်းပဲအဖော်ပေါင်းသင်းနေနဲ့ပြုရတယ်တဲ့ ။ဘာကြောင့်လဲဆိုရင်ဘဝတစ်ခုရလာတဲ့အခါမှာကိုယ်နဲ့ပဋ္ဌာန်းဆက်ရည်ဆက်ရှိတဲ့ပုဂ္ဂိုလ်သက်တော်ဟာများလေလေကောင်းလေလေပဲတဲ့။တခါတရံမှာကိုကကုစုပြုဖို့မေ့နေတယ်ဆိုရင်ကိုယ်နဲ့ပဋ္ဌာန်းဆက်ရည်ဆက်ရှိတဲ့ပုဂ္ဂိုလ်တွေကလာပြီးတော့နှိုးစော်တယ်။အော်သူတို့ပြုလို့ကိုပြုဖြစ်သွားတယ်။ဒါမျိုးရှိတယ်။